မြန်မာနိုင်ငံမှာပြင်းအားမဂနီကျုခုနှစ်တသမခုနှစ်နလင်ကြီးဟာမတ်လ28ရက်မှာလှုပ်သွားခဲ့ပါတယ်။စကိုင်းမှာဆောက်ထားတဲ့တိုက်တွေနဲ့မန္တလေးကတိုက်တွေဘုံဘုံလဲကြပြိုသွားတာပိုင်မရိုက်ခဲ့လို့လားဆောက်လို့ရည်နီးစနစ်တွေမကောင်းလို့လားအဲ့ဒါဘာကြောင့်ဒီလောက်ပျက်စီးဆုံးရှုံးမှုများရတာလဲ။မတ်လ28ရက်နေ့ကမြန်မာနိုင်ငံစကိုင်းတိုင်းနီးမှာလှုပ်ခတ်ခဲ့တဲ့မဂနီကျု ခွန်လေးတသမခွန်နဲ့အစင်းရှိငလင်းကြောင့်စကိုင်းနဲ့မန္တလေးမြို့တွေကအဆောက်အဦတွေပြိုကျပျက်စီးမှုတွေဖြစ်ပွားခဲ့ရပါတယ်ဒီပျက်စီးမှုတွေဟာ အောက်ဖော်ပြပါအကြောင်းတွေကြောင့်ဖြစ်ပွားနိုင်ပါတယ်ဒါပေမဲ့ဒါတွေဟာခံမှန်းမှုအရသာဖြစ်ပြီးလက်တွေ့စူးစမ်းလေ့လာမှုတွေအများကြီးလုပ်ပြီးမှ ကောက်ချက်ချတာတော့တိကျခိုင်မာမှုရှိမှာမဟုတ်ပါဘူး ဒီအချက်ကအဆောက်အဦအရေးသွေးနဲ့ဘီတုကာဒီဇိုင်းကဏ္ဍတချို့အဆောက်အဦတွေဟာငလျင်တန်းကိုခံနိုင်ဖို့စံချိန်ဆန်မျိုးနဲ့အညီဆောက်လုပ်ထားခြင်းမရှိပါ။ဒီအချက်ကတိဆောက်မဲ့နေရာမှာရှိတဲ့မြေကြီးရဲ့သဘာဝအခြေအနေပါပဲ။တချို့အဆောက်အဦတွေဟာမတည်ငြိမ်တဲ့မြေပေါ်မှာတိဆောက်ထားတာဖြစ်တဲ့အတွက်ကြောင့်ငလျင်လှုပ်ရှားမှုတွေမှာပုံမှုပြိုကျပျက်စီးနိုင်ပါတယ်။ အောက်ခြေအခြေခံတည်ဆောက်မှုဖောင်ဒေးရှင်းကမတင့်လျော်ခြင်းဒါမှမဟုတ်မခိုင်မာခြင်းဟာအဆောက်အဦရဲ့တည်ငြိမ်မှုကိုလျော့နည်းစေနိုင်ပါတယ်။တတိယအချက်ကတော့ဆောက်လုပ်ရေးစံနှုန်းတွေနဲ့စစ်ဆေးမှုပဲဖြစ်ပါတယ်။ဆောက်လုပ်ရေးလုပ်ငန်းတွေမှာစံနှုန်းတွေကို မလိုက်နာခြင်းဒါမှမဟုတ်စစ်ဆေးမှုတွေမလုံလောက်ခြင်းဟာအဆောက်အဦအရေးသွေးကို ထိခိုက်စေပြီးငလျင်တန်းခံနိုင်စွမ်းကိုလျော့နည်းစေပါတယ်။ ဒါကြောင့်ငလျင်တန်းခံနိုင်တဲ့အဆောက်အဦတွေတိစောက်ဖို့အတွက်စောက်လို့ရေးစံနှုန်းတွေကိုလိုက်နာခြင်းမြေကြီးရဲ့သဘာဝအခြေအနေတွေကိုတည်တည်ချာချာစစ်ဆေးခြင်းအောက်ခြေအခြေခံတိစောက်မှုဖောင်ဒေးရှင်းတွေကိုတည်လျော်စွာပြုလုပ်ခြင်းစတာတွေဟာအထက်မြင့်အဆောက်အဦတွေအတွက်အရေးကြီးပါတယ်။မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့မဂနီကျို့ ခွန်နှစ်ဒသမခွန်အဆင့်ရှိမြန်မာနိုင်ငံရဲ့ငလျင်ကြောင့်အဆောက်အဦတွေပြိုကျပျက်စီးမှုအပေါ်ဖြစ်နိုင်တဲ့ခံမှန်းထားတဲ့တခြားသောအကြောင်းရင်းတွေကိုဆက်လက်ဖော်ပြပါမယ်။ငလျင်ရဲ့အနက်နဲ့တည်နေရာဒီငလျင်ကြီးကမြေအောက်30ကီလိုမီတာအနက်ကိုဗဟုပြုလှုပ်ခတ်ခဲ့တဲ့မြေပေါ်နဲ့အလွန်နီးကပ်တဲ့နေရာမှာလှုပ်ခတ်ခဲ့တဲ့အတွက်ပျက်စီးမှုအပိုများသွားတာဖြစ်ပါတယ်။မြေအောက်အတိန်အနက်က မလင်းတက်ရောက်မှုကိုဖြစ်ပေါ်စေပါတယ်။မန္တလေးနဲ့နေပြည်တော်ကဲ့သို့လူနေထူထပ်တဲ့မြို့တွေအနီးမှာဖြစ်ပွားခဲ့တာဖြစ်ပြီးမလင်းရဲ့အနှံ့တိမ်ခြင်းနဲ့လူနေထူထပ်တဲ့နေရာတွေမှာဖြစ်ပွားခြင်းကြောင့်အဆောက်အဦတွေပုံမထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့ရတာပဲဖြစ်ပါတယ်။စကိုင်းပြည့်ရွေးနဲ့အနီးကပ်ဆုံးတည်ရှိမှု မြန်မာနိုင်ငံဟာမြေအောက်ကြောက်သားလွာပြည့်၍စကိုင်းပြည့်၍အနီးတွင်တည်ရှိပြီးဒီပြည့်၍ဟာအရှေ့ဘက်ရှိအင်ဒိုအေရှားကြောက်သားလွာနှင့်အနောက်ဘက်ရှိယူရိုအာရှကြောက်သားလွာတို့အကြားကအဓိကပို့တိုက်တွန်းထိုးနေတဲ့ဧရိယာဖြစ်ပါတယ်။တချို့အဆောက်အဦတွေဟာအဆောက်အဦဆောက်လုပ်သူ အင်ဂျင်နီယာတွေရဲ့ပေါ်ရုံမှုကြောင့်ခိုင်ခန့်မှုအားနည်းပါတယ်။နမူနာအနေနဲ့ပြောရရင်ကွန်ကရစ်ဖြော်ဆက်မှုပါပဲကွန်ကရစ်ကိုတည် ကြောက်ပြီးလက်မြေရီတို့နဲ့သတ်မှတ်ထားတဲ့အချိုးစားနဲ့ဖြောဆက်ရပါတယ်။တိထားတဲ့နာကဘီလက်မြေဆက်မဲ့နည်းနည်းသုံးရင်ကွန်ကရစ်အားနည်းလာနိုင်ပါတယ်။ကြောက်ပိုသုံးရင် ခိုင်မာမှုများပေမဲ့ရမတန်းတွေအတွက်မတင့်တော်ပါဘူး။ပြီးတော့ကွန်ကရစ်ဖြောဆက်တဲ့အခါရေသုံးမှုမှန်မှသာကွန်ကရစ်ခိုင်မာမှုထိန်းနိုင်ပါတယ်။ပုံမှန်ရေနဲ့ဘီလက်မြေချိုးကတသမ၄နဲ့တသမ၆ကြားဖြစ်ပါတယ်။ ဒါကိုနားလည်အောင်ရှင်းရရင်ဥပမာ WC အချိုးဟာတသမောင်းငါးဆိုပါဆိုအဲ့ဒါကဘီးလက်မြေ 1kg သုံးနေဆိုပါရင်ရေကတသမောင်း 5kg အဲ့ဒါကိုရေဓုထည်အနေနဲ့900အန်အဲသုံးမယ်ဆိုတဲ့အတိတ်ပဲပါ ရေများများသုံးရင်ကွန်ကရစ်ပြော့လာနိုင်ပြီးရေနေရင်ပုံးပဲမှုတွေဖြစ်နိုင်ပါတယ်ဒါကြောင့်ကွန်ကရစ်ဖြော်ဆက်မှုမှာအရေးကြီးတဲ့နေရာတွေအတွက်စံချိန်စံနှုန်းညီတဲ့အချိုးတွေအတိုင်းဖြစ်တင်ပါတယ် နလင်းတန်းခန့်အဆောက်အဦတွေအကြောင်းမပြောခင်စကိုင်းပြက်၍အကြောင်းနည်းနည်းဖြည့်ဆွက်ပြောချင်ပါတယ်အဲ့ဒါကအလွယ်ပြောရရင်မြန်မာနိုင်ငံရဲ့အကြီးကလင်းလိုင်းကြီးတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံ အနောက်ဘက်နဲ့အရှေ့ဘက်တို့ကို ခွဲထုတ်ထားတဲ့နလင်းကြောကြီးတစ်ခုဖြစ်ပါတယ်စကိုင်းပြက်၍ဟာမြန်မာနိုင်ငံအတွင်းအကြီးဆုံးနဲ့အရေးကြီးဆုံးလှုပ်ရှားနေတဲ့ကြောက်လွာချက်နှစ်ခုကြားကပြက်၍ကြီးတစ်ခုပါပဲ။ အဲ့ဒီစကိုင်းပြည့်ရွေးကြောင့်မြမပြည်မြောက်ဘက်ကနေတနင်္သာရီတောင်တန်းအထိချိတ်ဆက်နေတဲ့ငလင်လိုင်းတွေဖြစ်ပေါ်နိုင်ပါတယ်။မြမပြည်မှာဖြစ်တတ်တဲ့ငလင်တော်မြများဟာစကိုင်းပြည့်ရွေးကြောင့်ဖြစ်တာပဲဖြစ်ပါတယ်။စကိုင်းပြည့်ရွေးဟာတနစ်မှာ ပြင်းမြ18မီလီမီတာစင်တီမီတာအားဖြင့်တတသမ8စင်တီလှုပ်ရှားနေတဲ့ပြည့်ရွေးကြီးဖြစ်ပါတယ်။ နလင်ကျောတလျှောက်ကမြို့တွေအတွက်အရေးကြီးဆုံးအချက်ကလင်တန်းခံနိုင်ရရှိတဲ့အဆောက်အဦတွေတိစောက်နိုင်ဖို့ပဲဖြစ်ပါတယ်ဒီနေ့ခေတ်ဟာနည်းပညာဖွံ့ဖြိုးမှုအားကောင်းတဲ့ခေတ်ဖြစ်လို့နလင်တန်းခံအဆောက်အဦတွေစောက်လုပ်လာကြတာကိုသတိပြုလေ့လာဖို့လိုပြီး ကိုဆောက်လုံးမဲ့အဆောက်အဦးကတကယ်ပဲငလျင်တန်းခံနိုင်ရဲ့လားဒါမှမဟုတ်ကိုနေထိုင်မဲ့ကွန်ဒိုကတကယ်ပဲငလျင်တန်းခံရဲ့လားဆိုတဲ့အချက်တွေကိုအခြေခံအားဖြင့်တည်ထားဖို့လိုလာပါပြီဒီတော့ပထမဆုံးသိတဲ့အချက်တစ်ချက်ကိုအရင်ပြောပါမယ်စွိုင်းတက်စ်လို့ခေါ်တဲ့မြေစည်းလွှာစမ်းသပ်စစ်ဆေးမှုဒါကအဆောက်အဦးဆောက်လုံးမဲ့နေရာကမြေသားကို ဖောက်ထုတ်ယူပြီးတခွဲခန်းစစ်ဆေးချက်တွေအရအဲ့ဒီမြေဟာဘလို့မျိုးစားလဲဆိုတာကိုတိအောင်ရင်လောက်တာပါ လုံပုံလုံးကြီးကတော့အဆောက်အဦစောက်မဲ့မြေမှာ လုံသားတချို့ကမြေတနေရာမှာအနက်၁၀ပေးပေး၂၀တခါတလေပေး90အထိတူးပါတယ်တူးတဲ့ဆက်ရဲ့စူးသွားပေါ်မူတည်ပြီးအပေါက်ရဲ့အချင်းကနှစ်လက်မကနေ6လက်မအထိရှိတတ်ပါတယ်မြေထဲကအရင်းမြစ်မျိုးစုံမြေစည်းလွှာနမူနာတွေကိုစမ်းသပ်ဖန်ပြွန်ဒါမှမဟုတ်ဘူးနဲ့ထည့်ပြီးသိပ်ပံတက်ခွဲခန်းစီခြာပေးပါတယ်အဲ့ဒီလက်မှာအဓိကစမ်းသပ်တာတွေက ။မြေတွင်းရေတက်ဘလောက်ရှိလဲ။မြေကအပြော့အလွယ်ဆုံးအခြေအနေကအခိုင်အမာဆုံးအခြေအနေနဲ့ဘယ်အထိပြောင်းလဲနိုင်လဲ။မြေထဲမှာတဲရွှန်ကြောက်စကြောက်နာတွေဘလောက်ရာဂိုင်နှုံးတွေပါနေလဲ။မြေကအမြင့်ဆုံးအလေးချိန်ဘလောက်အထိခံနိုင်သလဲ။ရေစိတ်နိုင်စွမ်းဘလောက်အထိရှိသလဲ။ကုန်ပြီးသွားရင်တခွဲကန်းကစွိုင်းရီပို့ပြန်ပေးပါရယ် အဲ့ဒီထဲမှာဘယ်ချိုးစားဖောင်ဒေးရှင်းကိုတုံးရမလဲပိုင်ရိုက်ဖို့ထိုးဖို့လိုသလားဒါမှမဟုတ်အောက်မြေမကောင်းတဲ့နေရာတွေအတွက်နီးတစ်ခုနဲ့အစားထိုးလုပ်လို့ရလားဆိုတာဖော်ပြထားပါတယ်။အဲ့ဒီမှာအောက်ခံမြေမကောင်းတဲ့နေရာတွေအတွက် Red Foundation ကျန်းပြည့်အခြေခံတည်ဆောက်မှုကိုစပြီးရှင်းပါမယ်။အောက်ခံမြေမကောင်းတဲ့အတွက်အဲ့ဒီနေရာမှာတစ်ထက်နှစ်ထက်အိမ်တောင်တည်ဆောက်ရခက်တဲ့အခြေအနေပါ။ ဲ့ဒီလိုမျိုးမှာနီးစနစ်မမှန်နဲ့ဖောင်ဒေးရှင်းတည်ဆောက်မှ အင်တာရှေခံနိုင်ပါလိမ့်မယ်ပြီးတော့ပိုင်ရိုက်လို့လည်းမရရရင်လည်းအနက်ဆုံးထိထိုးရလို့ဈေးရိတ်လည်းများပါတယ်ဒီလိုအချိန်မှာ ref foundation ကိုအသုံးပြုပါတယ်အလေးချိန်တစ်ခုလုံးကိုမြေပြင်တစ်ပြင်လုံးအပေါ်ကိုပြန်ကားတက်ရောက်စေတဲ့အတွက် မြေမပြိုမစိမ့်စေပါဘူး ပိုင်ဖောင်ဒေးရှင်းကတော့အတော်များများမြင်ဘူးတွေ့ဘူးနေတော့အဲ့ဒါကိုမဖော်ပြတော့ဘူးအခုတင်ပြချင်တာ Pat Foundation ပါဒါကတိုင်သိမ့်မများတဲ့အိမ်တွေမှာတင့်တော်ပြီးဇေယိတ်လဲတက်တာပါတယ်ဒါပေမဲ့သတိထားရမယ့်အချက်ကညီအရန်အားနေတယ်ယွန်းနှုံးညီဆိုရင်မတုံးတင်ပါဘူးဆောင်းလုံးမှုမမူနာအနေနဲ့ကတစ်ထပ်အိမ်တစ်လုံးစောင့်မယ်ဆိုရင်တိုင်6ချောင်းရှိတယ်ဆိုပါစို့ ပတ်ဖောင်ဒေးရှင်းအတွက်တိုင်းတချောင်းစီအောင်မှာနှစ်ပေအမြောက်နှစ်ပေပြားလုပ်ထားပါတယ်။အဲ့ဒီအချက်ပြားထဲမှာတန်ကြိုးချပြီးမှကွန်ကရစ်ထည့်တဲ့အောက်မှာကြောက်အကျဉ်းဆအနာတွေထည့်ထားတယ်။အဲ့ဒီအပေါ်မှာသဲကြောက်လေးလေးတွေထည့်ထားတယ်။ပိုင်ဖောင်ဒေးရှင်းဆိုတာကတော့အောက်မြေကအားမကောင်းတဲ့မြေဖြစ်တဲ့အခါစောက်မဲ့အဆောက်အဦးရဲ့အလေးချိန်ကိုပုံမိုခိုင်မာအားကောင်းအောင်မြေကြီးတဲ့အရန်နှလုံးနဲ့မြေအလွှာ Hans Tritton အထိတိုင်ဖောက်ရိုက်ပြီး အဆောက်အဦအင်အားကိုကောင်းစေမဲ့တန်မဏိတို့မဟုတ်ကွန်ကရစ်တို့မဟုတ်တစ်သားတိုင်တွေဖြစ်ပါတယ်။ Swine test အဖြစ်အရမြေပြင်အနီးမှာခိုင်မာတဲ့အောက်ခြေမြေသားမရှိတဲ့အခါမှာမြေအောက်နှက်ထဲမှာရှိတဲ့ခိုင်မာတဲ့မြေထိချဖို့ပိုင်ကိုရိုက်ပါတယ်။ဒီတော့ဘလိုမြေနေထားမျိုးမှာပိုင်ရိုက်ဖို့လိုမလဲဆိုတာသိဖို့လိုလာပါပြီ။ရှုပ်မြေနှုံးမြေလိုအလွန်ပြောတဲ့မြေသားမျိုးမှာပိုင်ဖောင်ဒေးရှင်းကိုတုံးရပါမယ်။ မြေသားနူးညံ့မှုရှိတဲ့မြေမျိုးဒါမှမဟုတ်မတည်ငြိမ်တဲ့မြေမျိုးတွေမှာ ပိုင်ရိုက်ဖို့လိုလာပါပြီးပြီးတော့ရေစီးမြေလိုခြိုင်ဝန်းမြေလိုမြင်းနားနီးတဲ့မြေမျိုးတွေမှာပိုင်ရိုက်ဖို့လိုလာပါပြီပြီးတော့ဘလို့အဆောက်အဦးမျိုးတွေအတွက် ပိုင်ရိုက်တင်လဲဆိုတာလည်းသိထားဖို့လိုပါတယ်တစ်ထပ်နှစ်ထပ်အိမ်တွေအတွက်ကတော့မလိုအပ်နိုင်ပါဘူးသုံးထပ်ကနေငါးထပ်အထိအဆောက်အဦးတွေအတွက်အောက်ခံမြေမခိုင်းရင်လိုတတ်ပါတယ် 6ထပ်ကနေအထက်20အထိဆိုရင်မဖြစ်မနေပိုင်လို့လာပါပြီ shopping mall လို့ဈေးရုံလို့တံတားတွေလို့ဆိုရင်နှစ်ရှည်ခိုင်ခန့်အောင်မဖြစ်မနေပိုင်လို့အပ်ပါတယ်ပြီးတော့မြကူးတံတားတွေအတွက်ဆိုရင် မြေနဲ့ဆုံးရိုက်တဲ့ပိုင်မဖြစ်မနေလို့အပ်ပါတယ်အခုတော့ပိုင် foundation အကြောင်းဘ ഹു တုတအနေနဲ့နည်းနည်းပြောချင်ပါတယ်ပိုင်ရိုက်တဲ့အခါတိုင်ကိုရိုက်တဲ့ရန်နရားနဲ့မြေကြီးတွေကို ဟိုက်ဒရောလစ်အားနဲ့တူရိုက်သလိုရိုက်ထည့်တဲ့နီးစနစ်ဒါကတော့သိကြမယ်ထင်ပါတယ်။နောက်တစ်ခုကစောက်မဲ့နေရာကမြေကိုတူးပြီးကျွန်းရှင်းပြီးကွန်ကရစ်ထည့်သွင်းတာဖြစ်ပါတယ်။နောက်ဆုံးတစ်ချက်ကအောက်ကနီးစနစ်ပါပဲဒါကမြေကြီးတဲကမြေကိုစပရင်ပုံစံလေပတ်မှုလွန်သွားတွေနဲ့တူးထုတ်ပါတယ်။အဲ့ဒီမြေတွေကဆက်ရဲ့နောက်တစ်ဖက်ကထွက်လာပါတယ်။ ဒီစနစ်မှာအဓိကနားလည်ဖို့ကအဲ့ဒီဖယ်ထုတ်လိုက်ပြီးတဲ့တွင်းပေါက်ထဲကိုကွန်ကရစ်လောင်ထည့်တာပါပဲ။မြို့တွင်းအဆောက်အဦတွေအတွက်အကျိုးရှိပါတယ်။အတန်ထွက်နေပြီးတုံခါတက်ရောက်မှုနည်းပါတယ်။မြေတွင်းမှာပဲလှုပ်တဲ့အတွက် vibration မရှိပါဘူး။ဒီကုန်းချုပ်အနေနဲ့ပြောရရင်ဒီအကြောင်းအရာတွေဟာပညာရှင်နဲ့ဆိုင်တဲ့အကြောင်းအရာတွေပဲဆိုတာမမေ့စေချင်ဘူး ဒါပေမဲ့ကိုအလုံးအမဲ့ပညာရှင်ကသတိမပြုမိလို့ပေါ်ယော်မိခဲ့လို့စသည်ဖြင့်ချိုးရင်းချက်တွေရှိခဲ့တဲ့အခါပျက်စီးဆုံးရှုံးရမယ့်ပမာဏဟာအယမ်းများပါတယ်။အထက်မြင့်လာလေးအဆောက်အဦတည်ဆောက်မှုအပေါ်အင်ဂျင်နီယာရဲ့တာဝန်က ပိုကြီးလာလေးဆိုတာသိထားရပါတယ်။အဆောက်အဦကျယ်ဝန်းနဲ့အထက်တွေအလိုက်တိုင်ရေအတွက်တွေထည့်သွင်းတာကအစသတိနဲ့ပုံစံရေးဆွဲဖန်တီးရမှာဖြစ်တဲ့အတွက်ပြည်သူလူထုအနေနဲ့စောက်လုံးမဲ့အုံနာအနေနဲ့ ကိုဘက်ကလည်းတည်ထားတာတွေကို ထောက်ပြဝေဖန်ညှိနှိုင်းတာမျိုးလုပ်တဲ့အတွက်ဘ ഹു ဒုတအနေငယ်တော့ရှိနေတင်ပါတယ်။တတိဆိုတာပိုတယ်မရှိပါဘူးလိုတယ်ပဲရှိပါတယ်။မြမဟာငလင်ကြောကြီးအပေါ်မှာရောက်နေတယ်ဆိုတာစောက်လို့ရေးပညာရှင်တိုင်းတတိထားနေဖို့လိုပါတယ်။ညီအောင်ကြောက်ဖြာရရဲ့တွန်းအားကို မခံမန်းနိုင်သေးလို့ကိုဘက်ကခံမန်းနိုင်တဲ့အဆောက်အဦတည်ဆောက်မှုကိုပဲ ခံမန်းပြီးအကောင်းဆုံးတည်ဆောက်ဖို့လိုပါတယ်။ မတ်လ28ရက်နေ့မှာလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးဟာပြင်းအားသတ်မှတ်ချက်တွေအရပြင်းအားကြီးညီငလင်ဖြစ်ပြီးထိခိုက်ပျက်စီးမှုအများပြားဖြစ်ပွားစေတဲ့ငလင်ကြီးဖြစ်ပါတယ်။သူ့ထက်ပိုကြီးပိုပြင်းတာကတော့မဂနီကျို၈နဲ့အထက်ပဲကျန်မာတော့တယ်။ဒါကြောင့်မြန်မာနိုင်ငံအနေနဲ့ဒီငလင်ကြီးဟာကြောက်မက်ဖွယ်ငလင်ကြီးပဲဖြစ်ပါတယ်။အဆောက်အုံတွေအများပြားရှိနေတဲ့မြို့ကြီးတွေမှာအဆောက်အုံတွေပြိုကျပျက်စီးပြီးလူထိခိုက်မှုအများပြားဖြစ်နိုင်ပါတယ်။ တရားတွေလမ်းတွေမြင်းမျက်နှာပြင်တွေပျက်စီးနိုင်ပါတယ်။ငလင်ကြောင့်မီးလောင်နာတွေရေပေးဝေရေးစနစ်တွေပျက်စီးနိုင်ပါတယ်။ဆူနာမီလိုင်းကြီးတွေဖြစ်ပွားနိုင်ပြီးပင်လယ်နားကျနေတဲ့အချက်ကိုလည်းထည့်သွင်းစဉ်းစားဖို့လိုပါတယ်။လူသေဆုံးမှုကတော့နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံထိခိုက်မှုမတူနိုင်ပါဘူး။ဥပမာအားဖြင့်2010ကဟေတီမြေငလင်က ပြင်းအား9ပဲရှိပြီးလူနှစ်သိန်းကျော်သေဆုံးခဲ့ပါတယ်။ 2020မှာတူရကီစီးရီးယားမြေငလင်က ပြင်းအား9.8ရှိပြီးလူ9400ကျော်သေဆုံးခဲ့ပါတယ်။ဒါကြောင့်ငလင်တန်းခံအဆောက်အဦတွေအတွက်သိပ္ပံပညာရှင်တွေစောက်လို့ရေးပညာရှင်တွေစူးစမ်းနေကြတာတွေလည်းအများကြီးရှိပါတယ်။အထူးသဖြင့်ဂျပန်နဲ့အမေရိကန်မှာဖြစ်ပါတယ်။ဒါပေမဲ့အဆောက်အဦတည်ဆောက်မှုဇယိတ်ကတာမန်ထက်နှစ်ဆကျော်လောက်ကုန်ကြတဲ့အတွက်တည်ဆောက်ဖန်တီးဖို့အခက်အခဲတွေရှိနိုင်ပါတယ်။ဘာပဲဖြစ်ဖြစ်ငလင်ကြီးကတော့ လှုပ်သွားခဲ့ပါပြီ။နလီနဲ့ပတ်သက်လို့တည်တင်တည်ထိုက်တဲ့ဆောက်လုပ်ရေးဆိုင်ရာဗဟုသုတတချို့ကိုတင်ပြပေးလိုက်ရင် မကြာခင်မှာနလင်တန်ခမ်းနောက်ဆုံးပေါ်နည်းပညာတွေအကြောင်းကိုထပ်မံတင်ဆက်ပေးသွားပါဦးမယ်။